ဦးတီရီကဝန်ဝင်ကြီးကိုမခံကျင်အောင်စနောက်နေခဲ့တာအချိန်ကြာနေခဲ့ပါပြီ2023ခုနှစ်ကလေးကစပြီးတော့ဟူသီတပုံတွေဟာအမေရိကန်ရေတပ်သင်္ဘောတွေကိုအချိန်ပေါင်း183ကြိမ်လောက်တိုက်ခိုက်ခဲ့ပြီးဖြစ်ပါတယ်။တာမန်ကုံသွဲရေရင်တွေကိုလည်းအချိန်ပေါင်း145ကြိမ်လောက်တိုက်ခိုက်ခဲ့ပြီးပါပြီ။ဒီလိုအချိန်များစွာတိုက်ခိုက်ခံရပြီးမှာတော့ US ရဲ့စိတ်ရှည်တီးခန့်နေမှုကပုံဆုံးလာပါတော့တယ်။ဒီအချမ်းပတ်ပေလက်တများဟူသီတွေဟာတကယ်လက်လက်ဆိုတာဘာကိုခေါ်တယ်ဆိုတာကိုမကြခင်မှာပဲသိရတော့မှာဖြစ်ပါတယ်။ မိုးကြိုးလက်နက်ကလာနေပါပြီဒီလက်နက်ချင်းငရဲပါပါလာပါတယ်ဒါကတော့ကြီးမားတဲ့ Aiden Watson ဆယ်စီးဖြစ်ပါတယ်အခုဆိုရင် American ဟာ Iran နဲ့ကြောထောက်နောက်ခံပြူပေးထားတဲ့ဂျီမန်နိုင်ငံကလက်နက်ကင်တပုံတက်ဖွဲ့ကိုတိုက်ခိုက်နေပါတယ်ဒီသတင်းကအခုမှထွက်ပေါ်လာတဲ့သတင်းအစ်တော်မဟုတ်ပါဘူးဒီလက်နက်ကင်တက်ဖွဲ့တွေပေါ်ပေါက်နေတာနှစ်တွေအများကြီးကြာနေခဲ့ပြီဖြစ်သလိုဒေတာတွင်းမှာလည်းပဋိပက္ခတွေအများကြီးကိုဖြစ်စေခဲ့ပြီးဖြစ်ပါတယ် ဟူဒီတပ်ဖွဲ့တွေကမြောက်ပိုင်းရေမြနိုင်ငံဒေသအများစုကိုထိမ့်ချုပ်နေခဲ့ပြီးတော့မြို့တော်ဖြစ်တဲ့စာနာကိုပါ2014ခုနှစ်ကတည်းကထိမ့်ချုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီအချိန်ကတည်းကဆယ်စုနှစ်တခုကြာဟူဒီတွေဟာအမေရိကန်တွေကြောထောက်နောက်ခံပြုထားတဲ့တပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေတိုက်ခိုက်နေခဲ့တာဖြစ်ပါတယ်။အခုလက်ရှိမှာတော့အဖြစ်အပျက်တွေကပိုပြီးမြန်မြန်ဆန်ဆန်နဲ့ပြောင်းလဲလာခဲ့ပါပြီ။ဟူဒီတွေဟာပင်လယ်နီဒေသတွေဖြတ်တန်းထားတဲ့တင်မောတွေကိုတိုက်ခိုက်တယ်။လူရက်ပြီးတော့တင်မောတွေကိုရေထဲမြှုပ်ပစ်တယ်။ တင်းမောသားတွေကိုဖမ်းဆီးတယ်စတာတွေကိုလှုပ်ဆောင်နေပါတယ်။ဒါကအကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ုံသောမကစီးပွားရေးစစ်ပွဲတစ်ခုလည်းပဲဖြစ်ပါတယ်။တင်းမောကုမ္ပဏီတွေဟာပင်လယ်ဒီဒေသကိုဖျက်ဆီးခွင့်ရဖို့အတွက်ဟူဒီတွေကိုအခွန်အခတွေပေးဆောင်နေရပါတယ်။ဟူဒီတွေကတော့သူတို့ဟာဂါဇာမှာရှိတဲ့ပါလက်စတိုင်းနေတဲ့တပ်သားလေးဖြစ်တယ်လို့ဆိုပါတယ်။ဒါကအကျိုးမြတ်နဲ့အာဏာအတွက်ပြောလိုက်တဲ့စကားတွေပါ။ဒီလိုနဲ့ US ကပါဝင်လှုပ်ရှားလာရပါတယ်။စီးပွားရေးပိတ်ဆို့မှုတွေလုပ်တယ် ဂျာဝင်ဆက်ဖွဲ့မှုတွေလုပ်တယ်။နေပြည်တိုက်ခိုက်မှုတွေကိုလည်းလုံဆောင်ပါတယ်။2025ခုနှစ် match လာမှာတော့ US က Ruth Rider Operation ကိုပြုလုပ်ခဲ့ပါတယ်။ဒီ operation ကတော့ရေတက်နဲ့လေတက်အင်အားပြည့်ပူးပေါင်းပြီးတော့ဟူသီတွေကိုတိုက်ခိုက်ဖို့ဖြစ်ပါတယ်။ US Central Command ဌာနကတော့ဒီစစ်စင်ရေးကို24/7အချိန်ပြည့်စစ်စင်ရေးလို့ခေါ်ပါတယ်။သတင်းစကားကတော့ယိုရှင်ပါတယ်။ US ဟာဒေတာတွင်းတိစောက်နေတဲ့ခုခံကာဝေးရေးစနစ်တွေအပြည့်နဲ့ခုတီတွေကိုမျက်မုံးကျိုးနေပါပြီ။ မတ်လ29ရက်နေ့မှာတော့အမှတ်1နှစ်လေးလေးတက်တရင်ကလေးတက်သား300ကိုအနောက်တောင်အာရှဒေသကိုဆီလွတ်ခဲ့ပါတယ်။သူတို့တွေကလက်ပနာနဲ့ဆီလွတ်ခံရတာတော့မဟုတ်ပါဘူး။သူတို့မှာအေတန်တန်တာပေါ်မိုးချိုးသွားလက်နက်တွေအများကြီးပါလာခဲ့ပါတယ်။ဒီလက်နက်တွေကို A10 Watt တွေလို့ခေါ်ပြီးတော့တိုက်ခိုက်ရေးတက်ရင်အမှတ်190ကအသုံးပြုတာဖြစ်ပါတယ်။ဒီလေတွေဟာတည်ငြိမ်ပြီးတော့အဆက်မပြတ်တိုက်ခိုက်တဲ့တိုက်ခိုက်မှုပုံစံကိုအတွက်ဒီဇိုင်းဆွဲထားတာဖြစ်ပါတယ်။ ်ဒီလေရင်တွေကတိုက်ပွဲတွေရဲ့အလှည့်ပြောင်းတွေကိုဖြစ်စေနိုင်ပါတယ်လေရင်တွေလည်းမကပါဘူးလေရင်မှုတွေပြုပြင်ထိန်းသိမ်းရေးဝန်ထမ်းတွေအထောက်အပံ့ပေးတဲ့ဝန်ထမ်းတွေလည်းပါလာကြပါတယ်ဒီအတွက်ဒီတပ်ဖွဲ့ဟာတိုက်ပွဲဝင်ဖို့အဆင်သင့်ဖြစ်နေကြပါတယ်အရင်တုန်းကလည်းဒီတပ်ဖွဲ့တွေဟာအီရတ်စီးရီးယားအာဖဂန်နစ္စတန်စတဲ့နိုင်ငံတွေစီကိုသွားပူပါတယ်ဗိုလ်ချုပ်ကြီးတင်ဒိုနယ်လီယန်ကတော့ဒီတပ်ဖွဲ့ကိုစီကံပြင်ဆင်ထားမှုဇွဲတက်တိရှိမှုတွေအပြည့်ရှိတဲ့တပ်ဖွဲ့ဖြစ်တယ်လို့ဆိုပါတယ် ဒီလူတွေကတာမန်လေတသားတွေမဟုတ်ကြပါဘူး။ဟူဒီတွေရဲ့အကြမ်းဖက်ဆန်မှုကိုတုံ့ပြန်မှုအတွက်စေလွှတ်လိုက်တဲ့အထူးတပ်သားတွေဖြစ်ကြပါတယ်။အမှတ်တနည်းလေတိုက်ခိုက်ရေးတပ်ဖွဲ့ဟာဆယ်လာကောင်းတွေရှိတဲ့အတွက်နာမည်ကြီးပါတယ်။အခုတော့ဟူဒီတွေကိုရှင်းလင်းဖို့အတွက်သူတို့ထွက်ပေါ်လာပါပြီ။ဒါပေမဲ့ဒီတပ်ဖွဲ့ဝင်အင်အားနဲ့လေယာဉ်တွေကသတင်းစကားတစ်ခုပဲရှိပါသေးတယ်။ US ကအရာအလုံးကိုရင်းနှီးပြီးတော့ဟူဒီတွေကိုအမြင့်ဖြတ်ချိန်မုန်းတော့မယ်ဆိုတဲ့သတင်းစကားဖြစ်ပါတယ်။ ဒါကြောင့်လဲလေရင်တင်သင်းမော USS Carol Vinson အုပ်စုဟာအရှေ့လေပိုင်းဒေသကိုဝင်ရောက်လာပြီးတော့ USS Harry S Truman လေရင်တင်သင်းမောအုပ်စုနဲ့ပူးပေါင်းလိုက်တာဖြစ်ပါတယ်။မှန်ပါတယ်။လေရင်တင်သင်းမောအုပ်စုနှစ်ခုပူးပေါင်းထားပါတယ်။ဒါကရှားပါတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။2024ခုနှစ်စက်တင်ဘာလမှာတော့ USS Abraham Lincoln နဲ့အထောက်ကူရေတပ်သင်းမောတွေဟာ USS Theodore Roosevelt နဲ့ပူးပေါင်းပြီးတော့အီရန်နိုင်ငံရဲ့ Israel ကိုတိုက်ခိုက်မဲ့အစီအစဉ်တွေကိုဖိအားပေးတားဆီးခဲ့မှုပါတယ်။ ီတစ်ချိန်မှာတော့ကားဖင်စင်ဟာအထောက်ကူတပ်ဖွဲ့ကြီးတစ်ခုလုံးကိုခေါ်ဆောင်လာခဲ့တာဖြစ်ပါတယ်။ဒီတပ်ဖွဲ့တွေထဲမှာပယ်ဒိန်းတုံးကြီးတွေတပ်ဆင်ထားတဲ့ Destroyer စစ်သင်္ဘောတွေလည်းပါဝင်နေပါတယ်။ဒီသင်္ဘောတွေဟာ US ရေတပ်ရဲ့အဓိကကြောရိုးတွေဖြစ်ကြပါတယ်။ Truman Landin သင်္ဘောအုပ်စုကတော့ဟူသီတွေဆင်လွတ်တိုက်ခိုက်တဲ့ drone တိုက်ခိုက်မှုပေါင်းများစွာကိုပစ်ချနိုင်ခဲ့ပါတယ်။ US ဟာဒီနေရာမှာနေမဲ့ရပ်မနေခဲ့ပါဘူး။ဗီဒူပုံကျဲလေရင်တွေကလည်းအိန္ဒိယသမုဒ္ဒရာတွေကဗျူဟာကျတဲ့ ီယေဂိုကာစီယာကျွန်းပေါ်မှာရောက်နေပြီဖြစ်ပါတယ်။ဘလောက်နီးပြီးွားကြတဲ့ကျွန်းလဲလို့မေးမယ်ဆိုရင်တော့ဒီကျွန်းကနေရီမင်နိုင်ငံကိုတိုက်ခိုက်နိုင်တယ်လို့ပဲဖြေရမှာဖြစ်ပါတယ်။ဒီအတွက်အကြမ်းဖက်တွေထိ ंछ ုပ်ထားတဲ့ရီမင်နိုင်ငံဟာကြောက်ရွံ့မှုတွေကိုတေချာပေါက်ခံစားရမှာဖြစ်ပါတယ်။ဗီဒူပုံကျဲလေးတွေဟာမယုံနိုင်စရာအမြန်နှုံးနဲ့ကိုပြောက်စွမ်းရည်တွေရှိကြပါတယ်။တတိပြုလိုက်မိတဲ့အချိန်မှာပဲကြီးမားတဲ့ထိခိုက်မှုတွေဖြစ်အောင်စွမ်းဆောင်နိုင်ပါလေ။ဒီလိန်တွေဟာဒီအေဂိုကာစီယာကျွန်းမှာအသင့်ဆောင်နေကြပါလေ ူတီတွေကတောင်တန်းတွေကြားထဲမှာပုန်းနေနိုင်ပေမဲ့ဘီဒူးလင်တွေကိုတော့ရင်ဆိုင်နိုင်မှာမဟုတ်ပါဘူး။ကောင်းကင်ကကြာလာတဲ့မိုးကြိုးသားတွေကိုသူတို့ရင်ဆိုင်နိုင်မှာမဟုတ်ပါဘူး။ဝါတော်ရီအရှိလေပိုင်းဒေတာမှာပေါ်လာတာဒါပထမဆုံးအချိန်တော့မဟုတ်ပါဘူး။၂023ခုနှစ်အောက်တိုဘာလမှာအစ္စရေးနဲ့ဟားမတ်စ်တပုန်းတွေပြစ်ပခဖြစ်တဲ့အချိန်ကလေးကဒီလင်တွေကိုပို့ထားခဲ့တာဖြစ်ပါတယ်။အဲ့ဒီကလေးကစပြီးတော့ဝါတော်ရီဟာဒေတာအတွင်းရောက်နေခဲ့ပါပြီ။ ဒီအတွက်ဒေတာတွင်းမှာ US leader ဟာအပါစီအနေထားကိုရယူထားပါတယ်။2023ခုနှစ်အောက်တိုဘာလ12ရက်မှာတော့ Arizona leader scan မှာခြေစိုက်တဲ့အမှတ်3-4တိုက်ခိုက်ရေးတရင်ဟာအရှေ့အလယ်ပိုင်းဒေတာကိုအေတန်းတွေဆစ်လွှတ်ပေးခဲ့ပါတယ်။ဒီအချိန်ဟာ Hamas တွေ Israel ကိုတိုက်ခိုက်ပြီးတော့9ရက်အကြာမှာဖြစ်ပါတယ်။2024 match လကလေးက United Arab Emirates ပြည်တော်စုမှတက်ဆွဲထားတဲ့အမှတ်9-5တိုက်ခိုက်ရေးတပ်တစ်ခုရှိနေပြီလားဖြစ်ပါတယ်။ ဒါတွေကအစပဲရှိပါသေးတယ်။2023ခုနှစ်အောက်တိုဘာလ24ရက်နေ့မှာအမှတ်11ကိုစူးစမ်းလေ့လာရင်းနဲ့တိုက်ခိုက်ရေးတရင်ကနောက်ထပ် F16 လေယာဉ်တွေကိုဒေသအတွင်းဆစ်လွှတ်ပေးခဲ့ပါတယ်။ဒီအတွက်ဒေသအတွင်းမှာ US ကတပ်ဖွဲ့6ခုရှိနေပြီဖြစ်ပြီးတော့ F16 လေယာဉ်3စီး A10 2စီးနဲ့ F15E တပ်ဖွဲ့တစ်ခုရှိနေပါတယ်။ဒါကဘယ်ရန်သူကိုမဆိုလုံလုံလောက်လောက်ဖိအားပေးနိုင်တဲ့စစ်ရင်အားပဲဖြစ်ပါတယ်။ 2020ပြည့်နှစ်တွေတုန်းကတော့အေတန်းလင်ယူတီဟာကြီးမားတဲ့စစ်စင်ရေးတွေကိုပါဝင်ဆင်နွှဲခဲ့မှုပါတယ်။ဒီစစ်စင်ရေးတွေက IS တွေကိုဥတီလာဖြစ်ပြီးတော့အကြမ်းဖက်တွေရဲ့အဓိကပင်မအဆောက်အဦတွေများတာကိုဖျက်ဆီးနိုင်ခဲ့ပါတယ်။2024-2025ခုနှစ်တွေမှာတော့ဒီလင်ယူတီဟာအီရတ်နိုင်ငံလှိုင်ကူတွေထဲပူပုံအောင်နေတဲ့ IS အကြမ်းဖက်ဖိုက်တာတွေကိုပြစ်မှတ်ထားချေမှုန်းနိုင်ခဲ့ပါတယ်။ဒီလင်ယူဝါပေါ့တွေရဲ့ဘုံကျဲချနိုင်မှုစွမ်းရည်ကအလွန်တိကျပါတယ်။ ပုံအောင်နေတဲ့ရန်သူတွေကိုခြေမုံးနိုင်ပြီးတော့မြေပြင်တပ်ဖွဲ့တွေအတွက်အကူအညီကြီးကြီးမားမားဖြစ်စေနိုင်ပါတယ်။အလှည့်အမြန်အခြေအနေလိုက်ပြောင်းလဲနေရတဲ့တိုက်ပွဲမျိုးတွေမှာလည်းဝါတော်တွေကအသုံးဝင်ပါတယ်။ဒီလိင်တွေဟာစီးရီးယားစစ်ပွဲကာလတွေမှာလည်းအကျိုးပြုခဲ့တာတွေအများကြီးရှိခဲ့ပါတယ်။မြေပြင်တပ်ဖွဲ့တွေအတွက်အကူအညီကြီးကြီးမားမားမပေးနိုင်ခဲ့တဲ့အတွက် IS တွေဘက်ကအသာစီးမရခဲ့ပါဘူး။အိမ်မကြသေးခင်ကလည်းအီတန်တွေဟာဆီးရီးယားမှာရှိတဲ့အီရန်ကထောက်ပံ့ပေးထားတဲ့တပုံတွေကိုအောင်မြင်စွာတိုက်ထုတ်နိုင်ခဲ့ပါတယ်။ ်အရှိလေပိုင်းဒေတာမှာအလွန်သုံးဝင်နေတဲ့ဒီလိန်တွေအကြောင်းကိုအသေးစိတ်လေ့လာကြည့်ဖို့တော့လိုနေပါပြီဒီတော့အေတန်မိုးတိုးကြောမိုးကြိုးသွားဆိုတာဘာလဲဟူဒီတွေကဘာလို့အရန်ကြောက်လန့်နေရတာလဲအေတန်မိုးကြိုးသွားဆိုတာကကောင်းကင်ထက်ကတဘာဝတရားတစ်ခုလို့တော့ပြောလို့ရပါတယ်ဒီလိန်တွေဟာ1989ခုနှစ်ကတည်းကတက်တော်ဝင်ခဲ့တာဖြစ်ပြီးတော့မြေပြင်တပ်ဖွဲ့တွေကိုကြီးမားတဲ့အကူအညီများစွာပေးနိုင်ခဲ့ပါတယ်မြေပြင်ဒီကက်စစ်စင်ရေးတွေနဲ့ အမြင့်ပိန်သိမ်းစစ်စင်ကြီးတွေမှာတော့အေတန်းတွေရဲ့ထူးခြားကြမ်းတမ်းတဲ့ပုံစံတွေကြောင့်ဝါတော့တော်ဝဲလို့ခေါ်ကြတာဖြစ်ပါတယ်။တော်ဝဲတွေကအန်ဒီယန်ရှိရင်တောင်ခရီးမဆိုင်ပဲတိုက်ခိုက်တတ်ကြတယ်မဟုတ်လား။ဒီလိန်တွေကိုပေါင်ထောင်းနေရာလောက်ရှိတဲ့တိုက်တေနီယန်တပ်တုတွေနဲ့ကာယံထားပါတယ်။ဒီအတွက်လေယာဉ်မှုဟာထိန်းချုပ်ခန်းတွေမှာလုံခြုံစွာနဲ့ထိုင်နေနိုင်ပါတယ်။ဒီတန်ကြက်ကက23မီလီမီတာအမြောက်တန်ကိုတောင်ခံနိုင်ပြီးတော့တချို့58မီလီမီတာအမြောက်ပစ်ချက်တွေကိုတောင်ကာကွယ်ပေးနိုင်ပါတယ်။ လေရင်ထိတ်ချုပ်စနစ်တွေနဲ့အလိုလျောက်ပြန်ကောင်းနိုင်တဲ့စီလောင်ကန်စနစ်ကြောင့်တာမန်လက်နက်ငယ်ရဲ့ဒဏ်ကိုခံနိုင်ရရှိပါတယ်။ဒါအပြင်မြေပြင်ကနေဝင်ဟိုပစ်လွတ်လိုက်တဲ့လက်နက်တွေကိုလည်းသူကခံနိုင်ပါသေးတယ်။ဒီအတွက်ဝါသော့တွေဟာအစွမ်းထက်ဆုံးသောလေရင်မဟုတ်ပေမဲ့ရှင်သန်နိုင်စွမ်းအမြင့်ဆုံးသောလေရင်တွေဖြစ်ကြပါတယ်။လေရင်ရဲ့တာမန်တွေကလည်းကြီးမားပြီးတော့အချိန်နည်းနည်းနဲ့သွားတဲ့အချိန်မှာတော့ထိန်းချုပ်ရလွယ်ကူစေပါတယ်။တာမန်အဖြစ်ဒီလင်းတွေဟာတနအီကိုမိုင်350နှုန်းနဲ့စစ်ဆင်ကြပြီးတော့ အနည်းပြန်နှုန်း138မိုင်နှုန်းလောက်နဲ့လည်းပြန်တန်းစစ်ဆင်နိုင်ပါတယ်။ဒီလိုအနည်းပြန်နှုန်းနဲ့ပြန်တန်းပြက်ခတ်စစ်ဆင်နိုင်တာကအတန်ထက်မြန်တဲ့ fighter jet တွေထက်ပိုတိကျတဲ့ပြင်မှတ်ကိုရနေနိုင်ပါတယ်။တောင်ပန်ရှယ်အစိပ်ပိုင်းဟာတောင်ပန်ရဲ့90ရာခိုင်နှုန်းလောက်ရှိပြီးတော့အနည်းပြန်တန်းနေတဲ့အချိန်မှာလေရင်ကိုထိမ့်ချုပ်ပေးပါတယ်။ပြီးတော့လေရင်တောင်ပန်ချိုးစားနဲ့ပြောင်းအောင်ပုံစံဒီဇိုင်းတို့ကလိုအပ်တဲ့အနည်းတွေနဲ့တည်ငြိမ်မှုကိုဖြစ်စေပြီးတော့ရှေ့တန်းစစ်မျက်နှာတွေမှာစစ်ဆင်ရလွယ်ကူစေပါတယ်။ ဒီလင်ရဲ့ဥတီချက်ကတော့တစ်ခုပဲရှိပါတယ်။ဒါကတော့ပြစ်မှတ်တာနီးကပ်သွားပြီးတော့ထိတ်တိုက်ရင်ဆိုင်ဖို့ပါပဲ။တမိုင်းတစ်ချက်မှလည်းအီတန်းတွေကနာမည်ကောင်းရခဲ့ပါတယ်။ဒါကလေရင်တစည်းဆိုတာထက်ပိုပါတယ်။ကဲတင်ရှင်တယောက်လိုပါပဲ။အီရတ်အာဖဂန်နစ္စတန်စစ်ပွဲတာမကလက်ရှိကာလတွေထိတိုင်အောင်အီတန်းတွေဟာအနီးကပ်လေးချောင်းပြစ်ကူပေးမှုတွေအတွက်ပြည့်စုံနေဆိုတာကိုဖော်ပြနေပါတယ်။ ဒီလေရင်တွေဟာမရေမတွက်နိုင်တဲ့မြေပြင်ကြီးတက်သားတွေကိုကူညီပေးခဲ့ပြီးတော့တင့်ကားတွေကိုပါဖြတ်စည်းပေးခဲ့ပါသေးတယ်။ဝါတော်ရီနဲ့ပတ်သက်လာရင်အကြောက်ရွံ့မရှိဘူးမရက်တန့်နိုင်ဘူးငါတို့ရဲ့ကိုတောင်းနဲ့စတဲ့စကားတွေကိုတင်ကြားရမှာဖြစ်ပါတယ်။ဟူဒီတွေအတွက်ကတော့ပေမင်းလိုပါပဲ။ဒါပေမဲ့ဒီပေမင်းတွေဘလောက်ထိများရှိနေပါသလဲ။2024ခုနှစ်မှာ US leader စီးရင်တွေရ A10 218စီးတာဝန်ထမ်းဆောင်နေပါတယ်။ ဒါပေမဲ့ဒီပမာဏဟာရန်ပုံငွေဖြတ်တောက်ခံရတာနဲ့ကြုံတွေ့နေရပါတယ်။2009ခုနှစ်မှာ Boring Lane ကုမ္ပဏီဟာအေတန်း142စီးထုတ်လုပ်ဖို့အတွက်ဒေါ်လာ1ဘီလီယံတန်စာချုပ်တစ်ခုကိုရရှိခဲ့ပါတယ်။ဒါပေမဲ့အချိန်မီမပြီးစီးမှုတွေအခက်အခဲတွေကြောင့်လေယာဉ်183တိကိုပဲထုတ်လုပ်နိုင်ခဲ့ပါတယ်။ဒါကအမှားသာရဲ့80ရာခိုင်နှုန်းပဲရှိပါတယ်။လေယာဉ်များစုကိုတော့တပ်တူတွေမလုံလောက်မှုကြောင့်မထုတ်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ 2020ပြည့်နှစ်မှာတော့အေတန်း133တီဟာအသုံးပြုနိုင်ခြင်းမရှိတော့ဘဲတက်တန်းကုန်ဆုံးပါတယ်။ဒီလိုမျိုးဖြစ်ရတွေ့ရှိနေပေမဲ့အေတန်းတွေဟာအမေရိကန်လေကြောင်းကဏ္ဍမှာအရေးကြီးတဲ့နာမည်တစ်ခုရှိနေသေးပါပဲ။ဒီလေယာဉ်ဟာတိုက်ပွဲမှာဖြတ်စည်းဖို့တစ်ခုကသာဥတီဒီဇိုင်းဆွဲရတယ်ဆိုတာသင်သိမယ်ဆိုရင်တင့်တန်တရားတွေအကုန်လုံးရှင်းလင်းသွားပါလိမ့်မယ်။ဟူဒီတွေနဲ့တွေ့ရမယ်ဆိုရင်လည်းဖြတ်စည်းခြင်းတွေသာကြုံရမှာဖြစ်ပါတယ်။အေဒန်တို့ရဲ့30 mm Avenger အမြောက်တွေဟာဒန်နာယီဆန်ဟပါတယ် ဒီဖျောက်တွေဟာ10မိနစ်ကိုကြီး3900ပြစ်ခတ်နိုင်ပါတယ်။ဒီပြည့်အားဟာယူကျင်စရာကောင်းပြီးတော့ရန်သူတွေမသိလိုက်ခင်ပါပဲသူတို့ရဲ့တင်ကားတွေဟာစကားပေါက်ဖြစ်သွားမှာဖြစ်ပါတယ်။ဖူဒီတွေနေနဲ့အကာအကွယ်လုံလုံလောက်လောက်ရှိဖို့စုတောင်းနေရတော့မှာပါ။ပြီးတော့အမြောက်ကြီးတွေဟာ deep black uranium ကြီးတွေနဲ့ပြစ်ခတ်တာဖြစ်ပါတယ်။ဒီကြီးတွေဟာထူထဲတဲ့တန်ချက်ကာတွေကိုပါဖောက်ထွက်နိုင်ဖို့ဖန်တီးထားတာဖြစ်ပါတယ်။ဒီကြီးတွေဟာအကာအကွယ်တွေကိုဖောက်ထွက်နိုင်စွမ်းရှိုံနဲ့မကား ရန်သူတွေကိုပါပောက်ကွဲတည်ဆုံးစေနိုင်ပါတယ်။ဒီရဖြောက်တွေကအလွန်တိကျပြီးတော့ပေ၄တောင်အကွာဝေးကနေပြစ်ခတ်နိုင်တဲ့အပြင်ပေ၄တောင်ဝင်းဝိုင်းအတွင်းမှာတက်ရောက်မှုရှိပါတယ်။အလွန်တိကျတဲ့ရှောင်းတိန်နိုင်ဖို့ဆိုတာမဖြစ်နိုင်သလောက်ပါပဲ။တေချာလေ့ကျင့်ထားတဲ့လေယာဉ်မှုတရားရဲ့လက်ထဲမှာဆိုရင်ပေတန်းတွေဟာတန်ချက်ကကားတွေမြေပြင်ပြစ်မှတ်တွေနဲ့လှုပ်ရှားနေတဲ့ရန်သူတွေကိုပါတိတိကျကျပြစ်ခတ်နိုင်တယ်ရှိပါတယ်။ဒါပေမဲ့ဒီအနောက်တစ်ခုထဲကြောင့်ပဲအေတန်းတွေနာမည်ကြီးနေရတာမဟုတ်ပါဘူး။ လင်ဟာကျဲချနိုင်တဲ့ဘုံသီးလေးချိန်ပေါင်16000လောက်ကိုလည်းတည်ဆောင်နိုင်ပါသေးတယ်။ဒီဘုံတွေကိုဘယ်အချိန်ဖြစ်ဖြစ်ဘယ်နေရာမှာဖြစ်ဖြစ်ကျဲချနိုင်ပါတယ်။ဒီထဲမှာပေါင်900ဘုံသီးတွေပြင်ခြေရာခံလိုက်နိုင်တဲ့ဒုံးကြီးတွေလည်းပါဝင်နေပါတယ်။ဆိုလိုတာကအေတန်းတွေဟာတိုက်ပွဲချိန်တွေကိုတိုက်ပြီးတော့ဘုံတည်ဆောင်မှုတွေပြောင်းလဲနိုင်တယ်လို့တိုက်ခိုက်ရေးပြူဟာတွေကိုလည်းပြောင်းလဲနိုင်တယ်လို့ဆိုလိုပါတယ်။တကယ်လို့ဟူသီတွေကမြေအောက်ပံကာတွေထဲမှာပုံနေမယ်လို့စိတ်ကူးနေရင်တော့ အီတန်းတွေစီမှာဒီအတွက်ဖြည့်ရှင်းနည်းတွေရှိနေပါတယ်။ဒါတွေကတော့လေဆာတန်းညမှုစနစ်တွေပါတဲ့ဘုံးတွေနဲ့ကလစတာဘုံးတွေဖြစ်ပါတယ်။ဒီဘုံးတွေကရန်သူတွေကိုတန်ခါထဲမှာပုံအောင်နေလို့မရဖြစ်စေနိုင်ပါတယ်။ဒီလောက်အစွမ်းထက်နေမှာတော့ဘယ်ရန်သူကမှပဲမကြောက်လန့်ပဲမနေနိုင်ပါဘူး။ပြီးတော့နေရောညပါစစ်စင်ရေးပြုလုပ်နိုင်ပါသေးတယ်။အီတန်းတွေသာလေထဲမှာရှိနေမယ်ဆိုရင်ဘယ်ပုံအောင်စရာနေရာကမှလုံခြုံနေမှာမဟုတ်ပါဘူး။ဒါပေမဲ့တင်အံ့ဩမိမှာကတော့ US အစိုးရဟာအေတန်းမိုးကြိုးသားတပ်ဖွဲ့ကိုအနားပေးဖို့စီစဉ်နေတာပဲဖြစ်ပါတယ်။မြေပြင်တပ်ဖွဲ့တွေအတွက်ကိုသောနဲ့တပါလို့ဖြစ်ခဲ့တဲ့လေရင်တွေကအခုဆိုရင်အနားယူရတော့မှာပါ။၂024ခုနှစ်မှာအေတန်း39တီကို US အစိုးရကပြန်လည်သိမ်းဆည်းလိုက်ပါတယ်။ဒီလေရင်တွေကိုဘုံရက်လို့ခေါ်တဲ့လေရင်သင်းကန်းကိုပို့လိုက်တာဖြစ်ပါတယ်။ဒီနှစ်မှာတော့အရင်နှစ်ကထက်နှစ်ဆလောက်ကိုပြန်လည်သိမ်းစီမယ်လို့ထင်ထားပါတယ်။ပန်းနိုင်ကတော့2029ခုနှစ်အရ ဒီလင်းရင်အစည်း200ကျော်ကိုအနားပေးဖို့ဖြစ်ပါတယ်။အိမ်တွင်းတွေအတွက်တော့နေရက်တွေက ကုန်လွန်လာခဲ့ပါပြီ။ဘာလို့ဒီလို နားပေးရလဲဆိုတာကို သင် တွေးမိနေပါလိမ့်မယ်။ပြုပြင်ထိန်းသိမ်းစရိတ်ကြီးမားလွန်းတာကအဓိကအချက်တစ်ခုဖြစ်ပါတယ်။အိမ်တွင်းတွေထွက်ပေါ်လာတာကအချိန်ကြာခဲ့ပြီဖြစ်ပြီးတော့နှစ်ပေါင်း90လောက်တက်တန်းရှိနေခဲ့ပါပြီ။ပြုပြင်ထိန်းသိမ်းစရိတ်တွေကမိုးထိုးနေပါပြီ။အိမ်တွင်းတွေကို2030ခုနှစ်တွေအထိအသုံးပြုနိုင်ဖို့လေတက်ဟာဒေါ်လာ380လောက်ပဲအကုန်ခံနိုင်ပါတယ်။ အိတ်တန်းတွေကိုတစ်ခါပြုပြင်ရတိုင်းဒေါ်လာ9သိန်းခွဲကနေ1.5တန်းလောက်ထိကုန်ကြနေပါတယ်။ဒီအတွက်ဒီကိစ္စဟာလေရင်တွေကိုအနားပေးဖို့အတွက်အဓိကအချက်ကြီးဖြစ်လာပါတယ်။ပိုကြီးမားတဲ့ပြဿနာကတော့တရုတ်နိုင်ငံကြောင်ဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့လက်ရှိလေကြောင်းကာကွယ်ရေးစနစ်ဟာအိတ်တန်းလေရင်တွေကိုအသုံးမဝင်တဲ့တပ်ထုတွေဖြစ်ပြောင်းလဲလိုက်နိုင်ပါတယ်။တာလီဘန်တွေဟူသီတွေလိုချင်းချောက်မှုမကြီးမားတဲ့ပြစ်မှတ်တွေအတွက်တော့အိတ်တန်းတွေဟာအိမ်မဆိုးဖြစ်နိုင်ပေမဲ့ တရုတ်နိုင်ငံအတွက်ကတော့ကလေးစားစရာသာသာပဲရှိပါတယ်။ဒီအတွက်အေတန်တွေဟာလက်ရှိတိုးတက်နေတဲ့ခေတ်ကြီးမှာတခြားပြိုင်ဘက်တွေနဲ့ရှင်ပြိုင်နိုင်မှုအတွက်တိတ်အသုံးဝင်တော့တာမျိုးဖြစ်လာပါတယ်။နောက်တစ်ခုကတော့လေတပ်ဟာနောက်ထပ်လေရင်အစ်အမျိုးသားအစ်တွေကိုပို့ပြီးမျက်စိကျလာတာဖြစ်ပါတယ်။ဒီထဲမှာ F35, F22, F16 စတာတွေပါဝင်ပါတယ်။ဒီအပြင်ခေတ်လုံအမျိုးအစားဖြစ်တဲ့ F47 နဲ့ MRX Fighter လေယာဉ်တွေပါပါဝင်ပါသေးတယ် ဒီအတွက် US လေတပ်ဟာအိမ်တန်းလေယာဉ်တွေကိုပြုပြင်ထိန်းသိမ်းနေရတာတွေကိုမလုပ်ချင်တော့ပါဘူးအခုလက်ရှိဗျူဟာကတော့4 + 1လို့ခေါ်တဲ့အခြားလေယာဉ်သုံးသည်အိမ်တန်းလေယာဉ်တစည်းဖော်မြူလာဖြစ်ပါတယ်ဒါပေမဲ့ဒီ+ 1ကလည်းမကြခင်မှာအနားယူရပါတော့မယ်အိမ်တန်းလေယာဉ်တွေနေရာမှာသူ့ထက်ပိုကောင်းတဲ့ခင့်မီတဲ့လေယာဉ်တွေအစားထိုးဝင်ရောက်လာပါလိမ့်မယ်အေးတန်းလေရင်တွေကိုအစားထိုးနိုင်မယ်လို့လူတိုင်းကယုံကြည်နေတာတော့မဟုတ်ပါဘူး။မြေပြင်တပ်ဖွဲ့တွေအနေနဲ့ကတော့စစ်မြေပြင်မှာတိုက်ခိုက်နေရင် ကိုကြီးဘုံချဲပြီးတဲ့တင်ဟာ A တန်းလား F35 လားဆိုတာဂယုဆိုင်နေမှာမဟုတ်ပါဘူးသူတို့ဂယုဆိုင်ရမှာကရလာတဲ့အကူအညီကိုသာဖြစ်ပါတယ်ဒါပေမဲ့ဝါတော့တွေရဲ့မတူညီတဲ့အနီးကပ်ဆက်ဆင်နိုင်ကွမ်းကိုတော့မေ့ထားလို့မရပါဘူးဒီစွမ်းရည်ဟာတခြားလေရင်တွေရှင်လို့ရတဲ့စွမ်းရည်မဟုတ်ပါဘူးနှီးကွေးတဲ့အမြန်နှုန်းနဲ့ဆက်ဆင်နိုင်တာထူထဲတဲ့တန်ချက်က ပြီးတော့အဆက်မပြတ်ပြစ်ခတ်နိုင်တဲ့အမြောက်တွေစတာတွေကလေရင်အနီးကပ်ပြစ်ကူလိုအပ်နေတဲ့မြေပြင်စစ်သားတွေအတွက်ကတော့မျှော်လင့်ချက်တစ်ခုဖြစ်နေသေးပါပဲ F15 F16 လေရင်တွေဟာလည်းကောင်းမွန်လှပြီမဲ့ဒီလေရင်တွေဟာအမြင့်ပိနေနေအနီးကပ်လေကြောင်းပြစ်ကူပေးဖို့အတွက်တိစောက်ထားတာမဟုတ်ပါဘူးအနီးကပ်ထိတ်တိုက်ရင်ဆိုင်ရတဲ့တိုက်ပွဲတွေမှာတော့တခြားပေလေရင်ကမှဝါတော့တွေကိုမမိနိုင်ပါဘူးပြီးတော့အကျန်းခံနိုင်မှုအတွက်နာမည်ကျော်တဲ့အချက်ကိုလည်းမေ့ထားလို့မရပါဘူး ပြင်းထန်တဲ့တိုက်ခိုက်မှုတွေခံရရင်တော့ဝါတော့တွေဟာဆက်လက်ပြန်တန်းနိုင်လို့မှာပဲပုံမြန်ဆန်တဲ့ဂျက်လီရင်တွေဟာဒီလိုပြင်းထန်တဲ့ထိခိုက်မှုမျိုးကိုခံနိုင်ရင်မရှိပါဘူးဒါကြောင့်လေရခင်ကလေရင်မှုလုပ်ခဲ့တဲ့ပိုင်လော့ဟောင်းတွေကအေတန်းတွေကိုအနာပေးမဲ့အစီအစဉ်တွေကိုကန့်ကွက်နေကြတာဖြစ်ပါတယ်အေတန်းတွေဟာစစ်သမိုင်းမှာပုံရိပ်တစ်ခုဆိုတာထက်ပိုသားလွန်ပါတယ်ဒီလေရင်တွေဟာခစ်ပေါ်လေရင်တွေနဲ့အစားထိုးလို့မရတဲ့လေရင်တွေဖြစ်ကြပါတယ်အမှန်တကယ်ပဲအေတန်းတွေကို US ကအစားထိုးတော့မှာလား ဟူဒီတွေကိုတိုက်ခိုက်ခြင်းဖြင့်အေတန်းတွေရဲ့အသုံးဝင်မှုတွေကျန်နေသေးတယ်ဆိုတာကိုဖော်ပြမှာလားမိတ်ဆွေတို့ရဲ့အမြင်ကိုကွန်မန့်မှာရေးပေးသွားလို့ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်